ူတွေ15ခုရတယ်ဗျာ။စတိတ်တွေတိုင်းလည်းစတိတ်တွေပထမဆုံးပဲအာမြမဒီမာလေးဒီဒီချင်းပေါ့နော်လူငယ်ချင်းကကျွန်တော်များလို့လဲဟောကျွန်တော်ဒီဘိုးချင်းကလည်းချင်းညာရီတော့အဲ့ဒါအကူတို့ရင်းတော့ပေါင်းပြီးတော့ကျွန်တော်ချင်းညာကြီးရဲ့ခိုင်းပါလို့အတိအကျကြီးတစ်ခုလည်းသူအများဆုံးမရခဲ့တာကြောင့်ဟောအရန်กว่าကျွန်တော်သွားပြိုင်တုန်းကအချိန်တုန်းကအရှိရလူတွေဘလို့သွားခဲ့လို့လည်းမသိဘူးမြန်မာဆိုလို့ရှိရင်လာရင်သူတို့ကြီးကတ်တောင်းမလားသူတို့ကြီးတစ်ချက်ယူနာလို့ပြောတာ ဒါကြောင့်မလို့ကျွန်တော်ကသွားလို့ရှိရင်အဲ့လိုမျိုးဘိုတယ်လို့ဓာတ်ပါကလေးလို့အဲ့လိုဟိုတယ်မျိုးမှာပြင်းတယ်။သူတို့ကားနဲ့လာဖို့မကောင်းဘူး။ငါကလာနေပြီ။ကုပ္ပဆန်နဲ့ကိုသွားတယ်။ဘာလို့ဆိုတော့ထိုင်းနေရဲ့အမြင်မှာမြန်မာကဒီလိုကောင်းဆိုသိနေတယ်ပြီးတော့ကျွန်တော်ရဲ့ coach ကိုကျွန်တော်ထိုင်းရမှာမဟုတ်ဘူး။ကိုလံမီယာကဂျာမီဗန်လီယာနဲ့ဆက်သွယ်နေကျွန်တော်ဖိလစ်ပီးမှာကျွန်တော်ကားတယ်။၃နှစ်ပြည်ကားတယ်။တစ်နှစ်ကိုအနည်းဆုံး350 200ကျားမှာရှိတယ်။တစ်တရက်စီတယ်လို့ပြောရတယ်။နှစ်တိုင်း coach ကားတယ်။ coach ကားတယ်။အဲ့တော့ထိုင်းနေကိုယ်တိုင်ကလည်းကျွန်တော်ဘယ်လိုပြောရအောင်လို့ကြည့်တယ်။ ပထမဆုံးပွဲကတော့2019လောက်မှာကျွန်တော်ကိုရေးဆုံးအောင်လုပ်နေပြီဆိုတော့ IMDB စပြိုင်ပြီးတော့နောက်ပိုင်းမှာကျွန်တော်ကိုယ်တိုင်ကိုယ့်ဘာကိုဖြတ်ပြတာပေါ့နော်ကျွန်တော်ကျွန်တော်သွားတော့ကတော့ထိုင်းနေရဲ့မျိုးလုံးနဲ့အခုသွားတဲ့မြင်းခန့်မျိုးလုံးနဲ့တော့မသိဘူးမြင်းခန့်ဘာကောင်လဲဆိုတော့ထိုင်းနေရောရှင်ရှိတော်အားသက်တယ်ဆိုတော့ကျွန်တော်တို့မြန်မာအားလူတွေလည်းမသိဘူး ဟောဒီကတော့ငင်းငဲသူပါသူကတော့ဒါကျွန်တော်တို့ body weight မှာ level 4ရပါတော့ဒါကိုပုံသူကတော့ရှေ့3ခုနဲ့သူကခြေတစ်ခုရခဲ့တာသူကတော့ဒါအသက်ကြီးဆုံးပဲ46အသက်46တန်းမှာပြိုင်နေအသက်55နဲ့အထက်မှာလည်းပြိုင်နေပါတော့အဲပြီးလို့ရှိရင်သူက classic ဖြစ်တယ်လို့ကျွန်တော်ပြောပြခိုင်းတယ်ဆိုတော့သူကသင်္နေပေါ်ပေါ်ဖြစ်တာသူပေါ့နော်ဘာလို့ဆိုတော့ master အကောင့်လုံးမဲ့ဖိုင်းနေရတော့မှသူ့ကို respect ဖြစ်ကြတယ် တော်တော်များများကကျွန်တော်အခုနောက်ပိုင်းမှာဘောရီသေးတာတွေတော်တော်များများနဲ့တောက်လျှောက်ကအဲသူတို့စီးနီးပညာတွေအရာဟောတာအများကောင်းပြီးဖြစ်တာများအကြီးကြီးဖြစ်တာဆိုတော့အဲဒီမှာမာဖီယိုရှာဖြစ်တယ်နော်ဒါတော့ရေးရင်ပို့သူကတော့ဒီကျွန်တော်တို့အာဒီဘော့ဖစ်စ်မှာဒုတိယရပြီးတော့ဂျန်နဲ့သူကဘရက်ဖစ်ဖြစ်ပါတယ်နော်ဆိုတော့မာကတ်သူကလည်းနံပါတ်9ရတယ်သူတို့ကကြတော့ဒါမှန်ရင်းမဲပေါ့နော်သူကအခုဒီဒီပြန်လာနဲ့နောက်တစ်ပတ်မှာလက်ကဖွဲစိတ်ကဒီမြန်မာလူကကျိုးမှားတဲ့အပေါ်ကိုကျွန်တော်တို့သွားကြတဲ့ဒီပုံစံမှာလက်ပြုတ်ပြပြီးတော့တက္ကူက မဆယ်ဘူးလားသိမလဲအဲ့ဒါမပြိုင်တဲ့ဟာကိုကျွန်တော်ပြန်တော့မှဖဲဆိုပြီးတော့သူ့စင်ပေါ်တင်ပေးလိုက်တာသူကစူးမစူးရတာလေဒါပေမဲ့၄နဲ့ဒါပေမဲ့၅နဲ့ပေါ့အဲဒါပေမဲ့သူကတော့အကြီးတုံးနိုင်တယ်ဆိုတော့အရင်ရင်တော့ဘာလုပ်ကြည့်ရဒါလေးကျွန်တော်အတွက်ကပြီးပြီဟုတ်ကျွန်တော်ပြိုင်ရတာတော့ဟိုအသေး56ဟုတ်45 over မှာပြိုက်ခဲ့ရတယ်45 over 45 over မှာပြိုက်ခဲ့ရတယ်ခင်ဗျာ ဟိုပြင်ရတယ်ဟိုအတွေးကျုပ်လေးရတော့ဟိုအကောင်ကြီးပြင်ရတယ်ဒါပေမဲ့သူတို့ကမော့ဆဲရကျွန်တော်လာမကောက်ဘူးကျွန်တော်အကောင်သေးပြင်မယ်မော့ဆဲကောင်းတော့ကျွန်တော်ဆေးဖို့မဆူရခဲတဲ့ခင်ဗျအဲရခဲတဲ့တွေးကျုပ်လေးရတော့ဟိုပြပွားတွေးကျုပ်ရတော့ဆီရမက်ခံရလမ်းညွန်မှုကြာပြီးတဲ့ကြီးရခဲတဲ့တွေရတော့ပြော့မပြလာအောင်ပြရခင်ဗျအာထိုင်းနေလန်တော့တော့ကျွန်တော်ရဲ့မော့ဆဲ quality ရတော်တော်ကိုကောင်းလို့ပါခင်ဗျဟိုကွဲပြင်းပြီးတော့ကျွန်တော် ပြုတ်လို့လည်းပဲမတိုင်ဘူးခင်ဗျာ။အကျွန်တော်ကအနည်း20ကြောကြောလောက်ဖြင်းနေပြီခင်ဗျာဒီ log ကမှဟိုဟာလေလေ့ကျင့်ခန်းတာလေ။ဟုတ်ကဲ့ခင်ဗျာ။ကျွန်တော်အခုစာလေ့ကျင့်တဲ့အချက်ရန်ဒီအနည်း20ကြောလောက်တော့တွင်းမှာတစ်ခါမှဒီအလေးမလေ့ကျင့်ခန်းကိုနောက်ခဲတာမရှိဘူး။ဈေးတိုင်းကြီးကိုမောက်ခဲတာပေါ့ခင်ဗျာ။ကျွန်တော်ကကြတော့ကျွန်တော်မှဒီဘိုးရှင်နဲ့ဒီအချင်းကတင်းတင်းကြောင်းနေရှိတယ်။ပြီးရင်ကျွန်တော်တို့လည်းရှိရအောင်နော်။ ကျွန်တော်စာလဲတင်တယ် educator လဲဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီလူငယ်တွေရဲ့တိုးတက်မှုကိုကျွန်တော် motivator တယောက်အနေနဲ့ကျွန်တော်ရက်တည်ရယ်ကျွန်တော်ကိုယ်နဲ့ပြိုင်ကြတယ်ပြီးရင်သူတို့ရဲ့တိုးတက်မှုဆိုတာကျွန်တော်ဓာယူကိုပြိုင်နေရုံနဲ့မပြီးဘူးသူရေရှည်ရက်တည်ကိုဝင်ဝင်သွားလို့ဖြစ်တယ်အဲ့ဒီဝင်ကိုကျွန်တော်ပြရရပါတယ်အခုသွားတင်နေကျွန်တော်တို့လမ်းကြီးတွေကျွန်တော်တို့စားတာတောက်တာတွေအနည်းဆုံးကျွန်တော်တို့စားတာတစ်နေ့5000နဲ့တစ်သိန်းသားမှာတုံးတယ်အနည်းဆုံးစားတဲ့သူက3000ပဲပဲဆိုတော့ကျွန်တော်ဒီပတ်စံနေရဖို့လို့ကျွန်တော်အလုပ်လုပ်တယ်အဲ့တော့အဲ့ဒီလုပ်တွေကိုသူတို့အကောင့်ပုံကျွန်တော်ဘယ်လိုပေးရမလဲ တို့ဘယ်လိုလုပ်ပေးနိုင်လဲ။ဟိုကကြောင်ရည်လိုင်းကျွန်တော်လက်ခံပြီးရိုက်ပေးမယ်။အဲဆက်တဲ့ဖြစ်ပေါ်တော့ဘယ်လိုမျိုးတွေပေါ့။အဲ့ဒီစိတ်တဲ့ပိုင်းဆိုင်ရာဆိုတာကတိုင်ဝဲဝင်မှုတဲ့သူနဲ့မဝင်မှုတဲ့သူကသူကမဝင်တဲ့သူကြောင့်လည်းဝင်တဲ့သူတွေကတကောင်းနေလကားပါကွာ။အပူလုပ်တယ်လုပ်ကြတယ်ဆိုပြီးပြောလို့ရှိတယ်နော်။ဒါပေမဲ့တိုင်ဝဲဝင်ပြီးသွားတဲ့သူကတိကျတဲ့စိတ်ကနံပါတ်ဖြစ်ပဲ။ဘာလို့ကျွန်တော်အစားတွေအများကြီးချက်ရတယ်။အာပြီးရင်ဒီဟာကိုဒီဇိုင်းမမတ်လုပ်ရတဲ့ဟာတွေရှိတယ်။ဆိုတော့ကျွန်တော်တို့အလုပ်လုပ်တဲ့ဟာကိုဘဝတော့ပုံပုံကိုစက်ကွန်ဆိုတဲ့ motivation ကိုကိုရစေတယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်မို့လို့ ပြိုင်မှုတွေရှိအောင်ကျွန်တော်တို့ပြိုင်ခိုင်းနေတယ်။ဒါပေမဲ့ဒါကြီးကိုအရင်ဖြည့်ဆည်းဖြည့်ဆည်းလုပ်အောင်အခုဆုံးနားပြီ။အခုဒါပြီးနားရမယ်တော့ကျွန်တော်ပြောပြတာ။ဒီနားပြီ။အာအရင်ကွာကျွန်တော်သွားပြိုင်တုန်းကအချိန်တုန်းကအရှိရလူတွေဘလို့သွားခဲ့လို့လည်းမသိမြန်မာဆိုလို့ရှိရင်လည်းသူတို့ရေကတ်တောင်းမလားသူတို့ရေပြဿနာယူမလားလို့ပြောတာဒါကြောင့်မလို့ကျွန်တော်ကသွားလို့ရှိရင်အမေဘိုတယ်လို့ဒက်ဘာကလေးလို့အဲ့လိုဟိုတယ်မျိုးမှာတင်းတယ်သူတို့ကားနဲ့လာဖို့မကောင်းငါကငါလာမယ်ဆိုသူ့ပြဿနာကိုသွားတယ်ဘာလို့ဆိုတော့ခိုင်းနေရဲ့အမြင်မှာမြန်မာကဒီလိုကောင်ဆိုတာသိနေတယ် ပြီးတော့ကျွန်တော်ရဲ့ coach ကိုကျွန်တော်ဆိုင်းရမှာမဟုတ်ဘူးကိုလံဘီယာကဂျာမီဗန်လီယာနဲ့ဆက်သွယ်နေကျွန်တော်ဖိလစ်ပီးမှာကျွန်တော်ကားတယ်၃နှစ်ပြည့်နေကားတယ်တနည်းကိုအနည်းဆုံး350 200ကျန်ပါရှိတယ်တရက်ရှိတယ်လို့ပြောရတယ်နှစ်တိုင်း coach ကားတယ် coach ကားတယ်အဲ့တော့ time ဒီကိုယ်တိုင်ကလည်းကျွန်တော်ကိုယ်တိုင်ဆိုတော့တို့ကြည့်တယ်ဒါပေမဲ့ကျွန်တော်စသွားတဲ့အချိန်တုန်းကကိုယ့်ကိုယ်လေးလည်းမခဲ့ရတယ်ပွဲကိုကိုယ့်ဘက်ကိုစီနေရတယ်သူတို့အချိန်သေးမဟုတ်ဘူးကိုယ်ကိုယ်တိုင်စားမှုလေးတွေဘယ်ကစားမှန်းမသိဘူးလုပ်ခဲ့ရတယ်တော့ အဲပထမဆုံးပွဲကတော့2019လောက်မှာကျွန်တော်ကိုရေးဆွမ်းအောင်လုပ်နေပြီဆိုတော့ IDB စပြိုင်ပြီးတော့နောက်ပိုင်းမှာကျွန်တော်ကိုယ်တိုင်ကိုယ့်ဘာကိုဖြတ်ပြတာပေါ့နော်ကျွန်တော်ကျွန်တော်သွားတော့ကတော့ထိုင်းနေရဲ့မျိုးလုံးနဲ့အခုသွားတဲ့မင်းခန့်မျိုးလုံးနဲ့တော့မဟုတ်ဘူးမင်းခန့်ဘာကောင်လဲဆိုတော့ထိုင်းနေရောဒီရှိတော်အဆက်တူတူကျွန်တော်တို့မြန်မာအလူတွေလည်းမသိဘူးသူတွေ55ခုရတယ်ဗျာ။စာချုပ်တင်လိုက်တယ်။စာချုပ်ပြမှာဆုံးပဲအာမြန်မာပြည်မှာလည်းဒီဒီချင်းပေါ့နော်။လူငယ်ချင်းကကျွန်တော်များလို့ ဟုတ်ကျွန်တော်ဒီလိုချင်ကြနေရတင်ညာရတော့အဲ့ဒါအကူတို့တွေတော့ပေါင်းပြီးတော့ကျွန်တော်တင်ညာကြည့်ရခိုင်းပါလို့တတိယကြီးတစ်ခုနေသူအများဆုံးမရခဲ့တာကြောင့်အော်ကျွန်တော်တို့အရင်သွားပြန်တဲ့အချိန်တုန်းကတော့ကျွန်တော်ဒီဒီ physical ကကြာပါတော့ PCA ကအဲ့လောက်မကြက်ဘူးအခုသူတို့ပြန်တော့လူငယ်ကရောက်ကြတော့အရင်လဲကြက်တယ်မန္တလေးကညီလေးတွေလာပြန်ကြတယ်ဒါအများကြီးပဲနိုင်ရပမာကြီးလည်းပြန်ကြတယ်ဗောနော်ဟိုပြီးတော့ကျွန်တော်ယောဂလူတွေလာများတယ်ရစားတွေလာကြတယ်ဆိုတော့ဖွဲ့ရတော်တော်ကြီးတယ်မြန်မာပြည်ကလူတွေကကျတော့ကျွန်တော်တို့ကဒီ အဲဘယ်လိုပြောမလဲမြန်မာပြည်ကပြောတဲ့ဟာကကြာဥပမာကျွန်တော်ဖြစ်နေတာက body building ဆိုတဲ့ဟာကြီး show တခုပဲအာအာနာကမဟုတ် body building show ကိုကျွန်တော်မစ္စတာတွေမစ်တွေလိုမျိုးပြီးတဲ့လွတ်လပ်တဲ့ show တခု show တွေတွေ့ဖြစ်နေတာအဲ့ဒါမှာကျွန်တော်တို့မြန်မာပြည်က body builder တွေမြန်မာပြည်အာရမရဲ့တိုးတက်ပါအခုကမြန်မာပြည်ကတခုပဲလောက်ရမယ်ဥပမာတခုပဲပြန်ရမယ်ဆိုတာမျိုးရှိရကဥပမာကျွန်တော်မြန်မာနိုင်ငံအာရအဖွဲ့ချုပ်ကြည့်တယ်အာရအဖွဲ့ချုပ်ကလည်းသွားပြိုင်တာကကျွန်တော်အာကာတော့ပါတယ်ဒါပေမဲ့သွားပြိုင်ရတာကတော့ WBS ဆိုတဲ့ agency WBS ဆိုတဲ့ agency နိုင်ငံပိုင်မဟုတ်ဘူး အဲ့ဒီအောက်မှာလည်းကျွန်တော်ဒီကနေပြီးတော့စပြန်လာပြီဟုတ်ကျွန်တော်ကျွန်တော်ပြောတဲ့မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဆိုတာကလည်း NGO ပဲကျွန်တော်လည်း NGO ပဲအဲ့တော့ကျွန်တော်တို့ကလည်းတိုင်ခွင့်ပေးနေတယ်မြန်မာပြည်ထဲမှာဒီလိုမျိုးပွဲတွေကိုလုပ်ခွင့်ပေးနေတယ်အဲ့တော့ကျွန်တော်တို့ကမြန်မာပြည်ရဲ့ဟိုဘယ်ကြောင့်လဲအားကစားသမားတွေဘယ်လောက်ထိုးတယ်ဘယ်လောက်လုံနိုင်တယ်ဆိုတော့ကျွန်တော်လုံနိုင်တယ်ပြီးကျွန်တော်တို့မြန်မာပြည်ထဲမှာဒီလိုမျိုးပွဲတွေလုပ်မှနိုင်ငံတကာအားကစားသမားတွေကပြိုင်ပါအဲ့တော့အဲ့တော့မြန်မာပြည်ကဘယ်လိုလဲမြန်မာပြည်ကောင်တွေကဘယ်လောက်ထိုးတယ်လဲဆိုတော့နိုင်ငံတကာလူကြီးကပြိုင်ပါမဟုတ်ရင်ကျွန်တော်တို့မှာ ီဘက်ပြန်ခွေးလုတ်လို့မရဘူးဒီဘက်ရေလုံးမှာကျွန်တော်ပရိုရှိုးတွေလုတ်လို့ရတယ်အဲ့ဒါမှာနိုင်ငံတကာကဒီကျွန်တော်ညီမကြီးပါလာပြန်တယ်အခုမရှိတော့ကျွန်တော်တို့မှာနိုင်ငံရောက်ဆက်ပြန်ရတယ်ဟုတ်ကဲ့